ဒီလူဟာထောင်ချောက်ထဲကိုချော်ချသွားပြီးထောင်ချောက်ဟာသူ့ခြေထောက်ကိုမျက်မိသွားခဲ့ပါတယ်။အဲ့ဒီအခါသူကထောင်ချောက်ကိုဖွင့်ထုတ်ဖို့ကြိုးစားခဲ့ပေမဲ့လည်းရက်အနှဲငယ်အကြာထိထောင်ချောက်ဟာသူ့ခြေထောက်မှာညှက်လျက်ပဲရှိနေခဲ့ပါတယ်။နောက်ဆုံးမှာတော့ထောင်ချောက်ချထားတဲ့မူဆိုးကသူ့ကိုတွေ့ပြီးထောင်ချောက်ကိုဖွင့်ပေးခဲ့ပါတယ်။ဒါပေမဲ့မူဆိုးကတော့သူ့ကိုအကူအညီမပေးဘဲထွက်သွားခဲ့ပါတယ်။အဲ့ဒီအခါအဲ့ဒီလူဟာထိခိုက်တံရအရန်ပြင်းထန်ပြီးလှုပ်ရှားမရဖြစ်ကဖုံးလည်းမရှိဘဲတကိုယ်တည်းကြံရစ်ခဲ့ရပါတယ်။ဒီလိုနဲ့ရက်ပေါင်း၁၀ရက်ကြာထိသူဟာပြန်လျှောက်ဖို့ကြိုးစားခဲ့ပြီးအသက်ရှင်ကျန်ရစ်ဖို့အတွက်လည်းပိုးကောင်တွေကိုစားကာစမ်းရည်တွေကို ောက်ခဲ့ရပါတယ်။နှစ်ပတ်ကြာပြီးနောက်မှာပဲငါဖန်သမားတအူးကသူ့ရဲ့အကူအညီတောင်းတန်ကိုနောက်ဆုံးမှကြားလိုက်ရပါတယ်။အဲ့ဒီအချိန်မှာသူဟာကိုလေးချိန်ပေါင်း30လောက်ကြာဆင်းသွားခဲ့ပြီးခြေထောက်တစ်ဖက်ဟာပုတ်တိုးနေခဲ့ပေမဲ့လည်းသူကတော့အသက်ရှင်နိုင်ခဲ့ပါတယ်။ ပြားတက်မတော်ဖွဲ့စည်းနေပထမဆုံးပြားတွေကိုဖမ်းပြီးရေခဲတတားလေးထည့်ပါဒီလိုနဲ့ပြားတွေကမလှုပ်ရှားတော့တဲ့အခါခန္ဓာကိုယ်ကိုချီချူပါပါနဲ့ချီနှောင်လိုက်ပါပြီးရင်ဖြည်းဖြည်းချင်းအပူပေးကနှိုးဆွလိုက်ပါအဲ့ဒီအခါပြားတွေဟာချုပ်ချူးတက်ထားတဲ့အိမ်မွေးတိရစ္ဆာန်ကလေးလိုမျိုးပြန်တန်းနေပါလိမ့်မယ်အဲ့ဒီလုပ်ငန်းစဉ်ကိုတော့အကျင့်တရာလောက်ထပ်လုပ်ပြီးပြန်တန်းနေတဲ့ပြားတက်မတော်အဖြစ်ဖွဲ့စည်းလိုက်ပါအဲ့ဒီအခါမိတ်ဆွေအနီတို့ချင်းကပ်လာတဲ့လူတိုင်းကိုပြားတွေကကိုက်ပြီးတော့ကာကွယ်ပေးပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီပြားတွေကမိတ်ဆွေကိုပါအလွယ်တကူပြန်လဲတိုက်ခိုက်နိုင်တာကိုလည်းသတိပြုရမှာဖြစ်ပါတယ်